Intel, Ryzen ဘယ်ဟောက်ရွေးချယ်တဲ့လဲ။အားလုံးပဲမင်္ဂလာပါကျွန်တော်က laptop mobile တွေရဲ့ tips and tricks တွေကိုအမြဲတင်ဆက်ပေးနေတယ်ပြည်စုံပါ။ computer တစ်လုံးဝယ်တော့မယ်ဆိုရင်အရေးကြီးဆုံးရွေးချယ်မှုတစ်ခုက CPU ရွေးရတာပါ။အဲ့တော့ကျွန်တော်တို့က Intel CPU ကိုသုံးရမလား Ryzen CPU ကိုသုံးရမလားဆိုတဲ့မေးခွန်းတွေကိုဒီဗီဒီယိုလေးမှာအကြမ်းမြန်းလောက်တည်သွားအောင်လို့မျှဝေပေးသွားပါမယ်။ အရင်ဆုံး Intel CPU ကိုစလေ့လာကြည့်အောင် Intel ကကမ္ဘာအကြီးဆုံး chipset ထုတ်လုပ်တဲ့သူတွေထဲကတစ်ခုဖြစ်ပြီးတော့သူ့ရဲ့အဓိကအားသာချက်က single core performance နဲ့အလုပ်လုပ်ပေးတာများပါတယ် Intel CPU အများစုမှာ integrated graphic လို့ခေါ်တဲ့ Intel HD graphic UHD graphic Iron AC graphic လိုမျိုးရုပ်ထွက်ကောင်းကောင်းထွက်ပေးနိုင်တဲ့ integrated graphic တွေပါဝင်တာကိုတွေ့ရတယ် integrated graphic ဆိုတာကအမှန်ရုံသုံးကြောင်းသုံး office ပိုင်းလောက်ပဲသုံးမယ်ဆိုတဲ့သူတွေအတွက်ကတော့လုံလောက်တဲ့ graphic လို့ပြောလို့ရတယ်။ဒါပေမဲ့ Intel ရဲ့အားနည်းချက်ကတော့ usage တွေများတဲ့ချိန်တွေမှာဆိုလို့ရှိရင် heat တတာမျိုးတွေ power ပိုစားတာမျိုးတွေကြုံရတတ်လို့ cooling system ပိုင်းကောင်းမှုလို့လိုအပ်ပါတယ်။နောက်တစ်ခုက AMD Ryzen Ryzen ကအခုနောက်ပိုင်းမှာဆိုလို့ရှိရင်သူ့ရဲ့ performance တွေကပိုကောင်းလာတာကိုတွေ့ရတယ်။ သူ့ရဲ့အားသာချက်ကတော့ multi core performance နဲ့အလုပ်လုပ်တာဖြစ်တယ်။ဈေးနှုန်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်း performance ချင်းတူနေတယ်ဆိုရင်တော့မှ Intel ထက် Ryzen ကပိုပြီးတော့ဈေးသက်တာနေတော့တွေ့ရတတ်တယ်။ Ryzen ရဲ့နောက်ထပ်အားသာချက်က power စားသက်တာ၊ temperature လည်းပိုထိန်းချုပ်နိုင်အောင် တွေ့ရတယ်။ကဲဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ Intel နဲ့ Ryzen ရဲ့အားသာချက်အားနည်းချက်တွေကိုအကြမ်းမြင့်သိသွားလောက်ပြီလို့ထင်ပါတယ်။ဒါဆိုရင်မိတ်ဆွေကဘယ် CPU ကိုရွေးချယ်တင်တယ်လဲဆိုရင်တော့ game ဆိုတာ social media content writing နဲ့ office ဘိုင်းကိုအဓိကသုံးမဲ့သူတွေကတော့ intel ရဲ့ single core performance ကအသင့်တော်ဆုံးဖြစ်ပါတယ်။ amd ryzen ကိုရွေးချယ်သင့်တဲ့သူတွေကတော့ video editing 3d rendering နဲ့ programming ဒါတွေကို multi tasking လုပ်တာဆိုလို့ရှိရင်တော့ amd ryzen ရဲ့ multi core performance ကိုအသုံးပြုသင့်ပါတယ်။အဲ့တော့အနှစ်ချုပ်အနေနဲ့ကတော့ intel နဲ့ ryzen နှစ်ခုလုံးကတော့ performance ကောင်းတဲ့ cpu တွေပဲဖြစ်တယ်။ အဓိကကတော့ကိုယ့်ရဲ့လိုအပ်ချက်နဲ့ဘတ်ဂျက်ပေါ်မူတည်ပြီးတော့အကောင်းဆုံးရွေးချယ်ဖို့ပါပဲဒီဗီဒီယိုကကွန်ပျူတာဝယ်မဲ့မိတ်ဆွေတို့အတွက်အထောက်ကူဖြစ်လိမ့်မယ်လို့ညွှန်လင်းပါတယ်နောက်ထပ်ဘလို့ဗီဒီယိုဘလို့အကြောင်းအရာမျိုးတွေကိုတင်ဆက်ပေးရမလဲဆိုတာကို comment မှာမှတ်သားပေးခဲ့ကြပါအောင်အဆက်တည်းမှာပဲကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်